Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ Manchester United နဲ့ Arsenal ရဲ့ပွဲမှာတော့တစ်ဖက်ကိုတကူးစီတည်ကြတယ်။ Declan Rice ရဲ့ဒါကန်ချက်နဲ့ Bruno Fernandes ရဲ့တော်တော်ကိုလှတဲ့ကန်ချက်ကနေတစ်စင်တကူးစီရခဲ့ကြတာပေါ့နော်။ဆိုတော့အစ်စ်နစ်ကအသင်းကိုအိမ်ဝင်းမှာကျွန်တော်တို့ဒီအဆအဆအရာရာအရာအလုံးတိုင်ပတ်နေတဲ့အချိန်မှာကျွန်တော်လက်ခံကစားရတယ်။ဒါအပြင် injury ပြဿနာတွေကြုံနေပြီးတော့ပေါ့နော်။တိုင်ပတ်နေတဲ့အချိန်မျိုးနဲ့ကျွန်တော်အာနေကိုလက်ခံကစားခဲ့ရတဲ့အချိန်မှာ ဝမ်းဝမ်းတည်ရကြတယ်ဆိုတဲ့ခါကျတော့ဒါတချို့တော်တော်ကျင်နေကြတာတွေကျွန်တော်ရှိရေပေါ့နော်ဒါမဲ့လို့ပြာသည်လားမင်းဖင်ကောင်းကြတာတော့မဟုတ်ဘူးကိုအင်းကမင်းဒီလူပွဲမျိုးမှာတည်ရတမက်နဲ့ကျင်းနေနေရမှာမဟုတ်ဘူးဒါအမှန်တိုင်းပြောတာနော်ပွဲမစခင်ကမင်းဟာနိုင်မယ်မထင်ဘူးလို့ဘာလို့ဘလူပဲမြင်မြင်ပွဲပြီးသွားလို့ပွဲတော်တွင်ကျွန်တော်မြင်ခဲ့ရတဲ့အရာတွေကဒီပွဲကတုံးမှတ်ရကိုရမှာတော်တော်ကိုနစ်နာခဲ့ရတဲ့ပွဲတော်တော်ကိုနှစ်မှတ်နစ်နာခဲ့ရတဲ့ပွဲဆိုတာဒါမျိုးပွဲကိုပြောတာဒီလားမဘာလို့လဲဆိုကိုအင်းကိုအင်းမြာနော်လုံးဝအပိုင်ခွင့်ရေးတွေ နော်အပိုင်ခွင့်ရေးတွေကျွန်တော်ရတာဆိုတော့အခုတော့အချင်းကြီးပဲအလကားပဲဂိုးတွေရမယ့်ဟာမရခဲ့ဘူးဒါမင်းပဲမြင်သိတယ်မလားအာဆင်နယ်ကြီးတောင်မှဘလူးဘဲဝါကစားတာမိလိုက်တော့သိတယ်မလားကျွန်တော်တို့ကဟိုကိုအသင်းအချင်းကြီးကိုတွတ်ကြည့်လိုက်အောင်ဗျာအဆင့်15နဲ့မှဝဲလေဝဲလေဖြစ်နေတာအဆင့်15နဲ့မှဝဲလေဝဲလေဖြစ်နေတဲ့အသင်းကအိမ်ငွေ့မှာကစားတာတစ်ဖက်တကူစီတီကြလို့ဂျင်းနဲ့အမဲတွေမှာမပါဘူးကိုအသင်းကသူများရဲ့လိုမျိုးတော်ဖိုးဝင်ဖို့ကြိုးပမ်းနေတဲ့အချိန်မဟုတ်ဘူး နော် တကယ်1 2ဖလားတွေလူဖို့ကျူးပန်းနေတယ်တင်မဟုတ်ဘူးအရာအလုံးတိုင်ပတ်နေတဲ့အချိန်မှာပွဲတိုင်းဒီနိုင်မှသာရင်တော်ကာလောက်ကြမယ်ပွဲမှန်တယ်ပွဲမစခင်မှာ okay အာဆင်နယ်ကိုနိုင်ဖို့မလွယ်ဘူးဘာညာပြဿနာမရှိဘူးမှန်သေးတယ်အာဆင်နယ်အရာအလုံးကိုထက်ဖို့ကောင်းနေတဲ့တင်အစနစ်ကအတင်းကိုရီးယားအဆင့်15မှာပြဿနာမရှိဘူးဒါပေမဲ့ပွဲထဲမှာကျွန်တော်ကြည့်လိုက်ဘလူတွေတွေ့ခဲ့ရတယ်သိတယ်မလားနော်ပြိုင်ဘက်ကကျွန်တော်ဂိုးသမားကနော်အသက်ပေးပြီးတော့တော့မှမင်းကာကွယ်ကလေးအနုနီတွေဖြစ်ခဲ့တာဟွန်း ဘလောက်တော့မှကျွန်တော်နှစ်မျိုးစရာကျွန်တော်ကောင်းလိုက်တယ်အခုတော့ကစားမားတွေကျူးပန်းထားတာအချင်းကြီးအလကားဖြစ်ရောဗျာဒီလားအာဆနယ်ကိုဒီအာဒီမှာကျွန်တော်၃ဝဲ၃ဝဲ၃ချိန်တွေ့တယ်ကျွန်တော်တစ်ချိန်မဲရှုံးနေဒါပေမဲ့လို့ကျွန်တော်ပြောချင်တာကအဆင်မပြေဘူးဒီချက်ပူပြီးနှစ်မှတ်နှစ်မှတ်ရော့ခဲ့တာနော်ကျွန်တော်တို့ကတေးတေးတမှတ်ခွဲယူခဲ့တာမဟုတ်ဘူးနှစ်မှတ်ရော့ခဲ့တာဗျာသဘောပေါက်လားနော်အဲ့လိုဖြစ်စရာအကြောင်းမရှိဘူးဗျာကျွန်တော်ပြောချင်တာကနော်ဂျန်နာရီခဏလေးမှာကျွန်တော်မာစတာဝီရဲ့အလုံးဒါတော့အသားလေးမှတင်ပေးလိုက်တယ်မေကန်နဲ့ဂူးသမားကိုမှန်သွားတယ် ကိုသမားဗျာတိမြန်လောဘူရောမလဲဆိုသူ position ကဒါးဒါပဲအဲ့ကိုမှန်အောင်ကန်တာခြေတော့ကိုနော်ကိုသမားမှန်သွားတယ်ဂျိုဂျူဝါဇစ်ဇီရဲ့လုံနောက်ပေါင်းနဲ့ချိတ်ချိတ်ရှေ့ပေါင်းနဲ့ချိတ်ချိတ်ကင်မီတော့ထောင်ချိတ်ချိတ်အဲ့ဒီလုံကတော့မင်းဝင်းကိုဝင်းရမှာအော်ကိုသမားမှန်သွားတယ်ဒါတွေမဖြစ်သင့်ဘူးဒီလား Rasman Swilen တော်တော်ကိုကြက်တည်တုံးတယ် Rasman Swilen အနေနဲ့လက်ရှိအခြေအနေနဲ့ကျွန်တော်အဆင်မပြေဘူးအဆင်မပြေဘူးအဆင်မပြေဘူးဘာလို့လဲဆိုတော့ ဟိုအခွင့်အရေးမဖန်တီးတဲ့အခါကျတော့အခွင့်အရေးမဖန်တီးတဲ့ကစားမကိုကျွန်တော်အပြစ်ပြောတယ်ပြဿနာမရှိဘူးဒါအခွင့်အရေးဖန်တီးပေးရမယ့်ကစားမထူးပေးရရှိတာထူးပေးရမယ့်ကစားမရဲ့တာဝန်ပြဿနာမရှိဘူး Resman Whiteland ကိုဆဲကျင်လို့သိတယ်မလားနော်စောင့်နေပြီးတော့သိတယ်တဲကြက်တည်းရုပ်တယ်ဘာညာ၆တင်လို့ယူမရဘူးဒါပေမဲ့လို့ဒီပွဲမှာ Resman အနေနဲ့ရှေ့ပွဲကသူ့ကိုမပေးခဲ့သည်မြသိတယ်မလားကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီဘယ်လိုပြောမလဲဒီဗာလဲမပေးခဲ့တဲ့ကစားမဝေဖန်ခဲ့တယ်လို့ပဲဒီပွဲမှာအပိုင်ခွင့်ရေးတွေကိုဒီကောင်ဘာမှမလုပ်နိုင်ခဲ့တာ ਨੇ ပတ်သက်ပြီးတော့လေကျွန်တော်ဝေဖန်မှာပဲ ဒက်ကလန်ရိုက်စ်ဒီကောင်ကိုတကယ်လို့သွားတယ်လို့မင်းဖြစ်เสียအကြောင်းကိုမရှိဘူးအကယ်လို့အနည်းဆုံးတော့ကန်ကြက်ကလေးတော့မင်းကန်လိုက်တယ်ဆိုရင်တော့မင်းနားလေလို့ရအောင်မယ်အဲ့နန်းကြီးမကန်တာဗျာမင်းမကူးเสียအကြောင်းမရှိဘူးကိုကိုကိုကမှအဲ့နန်းကြီးပြီးလို့ရှိရင်လည်းသူအများကြီးလူတွေပြုံးအောင်နေတာမဟုတ်ဘူးဒီကောင်ပဲရှိတာကက်ဆမဲလို့ရအောင်လုပြီးသူရလာတယ်လို့ကိုကန်ဖို့ပဲကျန်တော့ရှစ်တစ်ချက်ဆွဲလိုက်တယ်ရှေ့မကြီးနောက်မကြီးနဲ့ဒီရအတော့မကြဘူး Resmus ကနော်ရှေ့မှာလေ Toby Cole ရ Bruno Fernandes အတွဲရနေပြီးတော့ရလာတယ်လို့ချိုးပေးလိုက်တယ် ကိုယ်တော်တက်အောင်မကန်နိုင်ဘူးတိုက်စီမှုတယောက်တန်း90ပြီးထားတဲ့ကစားမတယောက်ဘလို့မှအခြေအနေမကောင်းဘူးเนาะဆိုတော့ Resmus Wildland အင်းနဲ့လုံးဝအဆင်မပြေဘူးဒါရီယာဒီတက်ပို့ပြီးတော့ကောင်းအောင်လုံနိုင်ရမှာလေเนาะ Declan Rice ရဲ့အလုံးတော်တော်ဆိုးတယ် Declan Rice ရဲ့ဘောနောနောက်ကနေပြီးတော့တက်ကင်လုံးတက်တဲ့အလုံးတော်တော်ဆိုးတယ်အဲ့ဒီလုံးကမင်းကိုယ်တော်မင်းကန်ရမှာကိုကိုမင်းကန်ချက်ရကိုရရမှာဗျာတိလားတော်တော်ကိုအဆင်မပြေတာပါဆိုတော့ဒါကြောင့်ဗောနော Resmus Wildland နဲ့ပတ်သက်လို့အများကြီးပို့ပြီးတော့ကောင်းမရမယ်ဒီလောက်နဲ့ဒီကောင်ဟာတာမန် level မှာတော့ကျွန်တော်ရှိမနေဘူးလုံးဝအဆင်မပြေဘူး လုံးဝအဆင်မပြေဘူးနောက်တစ်ခုကဘရူနိုဖာနက်စ်ဖာနက်စ်ကတော့ဗျာမပြောလို့မပြောလို့ဆိုတာတခြားမဟုတ်ဘူးသူကန်တဲ့လုံးကတော့မင်းဒေးဗစ်ရိုင်ယာတည်တယ်ပထမတစ်ခါလဲပုတ်တယ်ဒုတိယတစ်ခါလဲမင်းဂိုးတွေဝင်တော့မယ့်အလုံးကိုကျွန်တော်ရအောင်လိုက်ပုတ်တာနဲ့ပတ်သက်လို့ရှိရင်တည်တယ်ဗျာဒါတည်းဂိုးသမားကောင်းတယ်ထားအောင်တော့ဖာနက်စ်လို့မင်းကျန်တဲ့ကောင်တွေကဝင်းကိုဝင်ရမှာမာဇဒါဝီရက်စမန့်စ်ဝိုင်လန်နော်ဂျိုဂျူဝါဇစ်ဇီဒီလုံးတွေဟာကျွန်တော်ဝင်ပြီးတော့မယ့်4-1တွေပါ3-1တွေပါဖြစ်နေရမှာဒီလား ဘာလို့လဲကျွန်တော်တို့ကဗျာတရင်နဲ့ဂျီနဲ့နေလို့ရတာမဟုတ်အာဆနယ်ဟာအစ်စ်နှစ်မှာသူတို့ဖလားရတာမရတာဒါသူတို့ဒီကြောင်းသူတို့ဒီတော်ဖူးကိုဝင်သွားတဲ့အသင်းမျိုးဟုတ်တယ်မလားသူတို့အချင်းကြီးကောင်းနေပြီတရင်လည်းသူတို့ပြဿနာမရှိဘူးကိုရီးယားအဲ့လိုမရဘူးကျွန်တော်အောက်မှာဘယ်နှသိန်းကျန်လို့လဲကျွန်တော်ကြည့်လိုက်ဗျာအခုတရင်တမတ်ရတယ်နော်တရင်တမတ်ရတယ်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလို့ဆိုတော့ဂျီနဲ့နေကြတယ်အခုလက်ရှိတော့ ranking ပြောသလိုပဲကျွန်တော် standard တွေကကျွန်တော်ကွာသွားပြီ standard ကကျွန်တော်ကျွန်တော်ကွာသွားပြီနော် ranking တော့ပြောတယ်သူတို့ခေတုံကတရင်တရင်ကြရင်လောင်ခံရတာတဲ့နော်တရင်ကြရင်လောင်ခံရတာ ်အခုကတော့အချီနီတွေကကွာသွားတော့တေးကြရင်တော့မှလက်ခုပ်ဒီအားပေးတာခံနေရပြီပေါ့နော်ဆိုတော့အချီနီတွေကနော်အဲ့လောက်ထိကြဆင်းသွားတော့မယုံနိုင်စရာဆိုပြီးသူပြောထားတယ်မှန်တယ်မှန်တယ်ဆိုတာကဒီယာဒီကိုသိင်းရဲ့အချီနီရ reality ရ okay အာဆင်နယ်ကငါတို့အိမ်ဝင်းမှာတေးကြအောင်ကန်နိုင်လို့ဘာလို့အင်းမြင်ကောင်းမြင်လိမ့်မယ်ဒါမှမဟုတ်ပြကျွန်တော်ပြောနေတာကကိုအသင်းဒီလက်ရှိအာဆင်နယ်မှမဟုတ်ဘူးအာဆင်နယ်မှမဟုတ်တွေ့သည်မြအသင်းတိုင်းကိုအနိုင်ရမှတော်ကြကြမှာဘာလို့လဲဆိုတော့အခုအဆင့်ဆက်လေးမှာဗျာ အဆင့်16ကဝက်ဆန်နဲ့ကျွန်တော်တို့ကြားထဲမှာတက်မှတ်ပဲကျွန်တော်တို့ကြွားတယ်။ကျင်းနဲ့ဆရာမရှိဘူး။နော်လန်နီယူရိုကဒန်ယာရသွားတာလို့နော်ဥကာဒီမပါနေတာလို့နော်ဗါလဲအဲဗါလဲဒီဒီကျန်တဲ့ကစားမတွေအာမတ်တို့ဘာလို့မပါနေတာလို့ထားအောင်ဒါပေမဲ့လို့ဒီလိုပွဲမှာဒါပွဲမစခင်ကကျွန်တော်လက်ခံနေပြားသေးလားပွဲမစခင်ကဒါပေမဲ့ပွဲထဲမှာကျွန်တော်ကျွန်တော်မြင်ခဲ့ရပြီ။ငါတို့ဘလို့အခွင့်အရေးတွေရခဲ့တယ်လေ။ငါတို့ဘလို့အလုံးမျိုးတွေငါတို့မြင်ခဲ့ရတယ်လေ။အဲ့ဒါတွေကတော့ဒီကစားမတွေအနေနဲ့အသုံးချနိုင်မှရမှာเนาะအမိုရင်းရဲ့ system ကဘယ်လိုပဲဝါဘာညာပြောကြတယ်အဲ ။တကယ်တကယ်တမ်းအဲ့ဒီ system ကြောင့်ရလာတဲ့အလုံးတွေเนาะအချိန်ကြီးကောင်းလို့ရလာတဲ့အလုံးတွေကြတော့လေကိုကစားမားတွေကလုံးဝအခွင့်အရေးအသုံးမချနိုင်ဘူး။ဒီဘက်မှာကျတော့ဂိုးပေါက်ကွန်တင်မှု10ကြိမ်ရှိတယ်။အာဆင်နယ်18ကြိမ်ရှိတယ်။ကိုရီဂိုးပေါက်တက်တာ6ကြိမ်ရှိတယ်။ဒီကောင်လေးလည်း6ကြိမ်ပဲကျွန်တော်ရှိတယ်။ဆိုတော့ကိုရီဘက်မှာ zigzi လုံးခုနကပြောတဲ့ resman white land လုံးပြီးရင် master v တို့အလုံးနေ fernandez တို့အလုံးနေမင်းအိုက်ကောင်တွေကအကုန်လုံးတွေကမင်းတလုံးပဲဝင်ဦးဒီပွဲကနိုင်ရေဗျာဒီလေအားကြောင့်မို့တမက်စီခွဲယူခဲ့ရမဟုတ်ဘူးသိရမလားနော်နှစ်မက်ဆုံးရှုံးခဲ့ရတဲ့ပွဲ ကျွန်တော်တို့အတွက်အမှတ်တိုင်းကအရေးကြီးနေတဲ့အချိန်မှာလက်ရှိဆုံးရှုံးသွားတဲ့နှစ်မှတ်ကလည်းတော်တော်ကိုခံမင်းစရာကောင်းတာဆိုတော့ရှိတဲ့လူတွေနဲ့ရအောင်တကစားသွားတယ်ဆိုတော့လေโอเคငါတို့ကြည်နေစရာတို့တွေးကောင်းတွေးလိမ့်မယ်ဗျထားပါတော့ဒုတိယပိုင်းမှာဆိုလို့ရင်ကျွန်တော်တို့ဒါလန်နီယူရိုအင်ဂျူရီပြဿနာတွေဘာတွေဖြစ်ပြီးတော့ဒါ heaven ဘာလို့တော့မှထည့်လိုက်ရတဲ့အခြေအနေမျိုးဖြစ်သွားတာဟုတ်နော်တူဘီကောလီယာတို့လူငယ်လေးတွေကျွန်တော်တို့ထည့်ရတယ်ဖြစ်သွားတာဟုတ်အဲဒါအမိုရင်ဘက်ကကြည့်လို့ရှိရင်တော့အရာအလုံးကခဲရင်နေတဲ့အချိန်နားလေလို့ကျွန်တော်ရတယ်ဒါပေမဲ့ကစားမားတွေအနေနဲ့ သူတို့ကိုယ်တိုင်ဒီလူမျိုးအခြေအနေရောက်ကျူးကျူးဆဆဖန်တီးခဲ့ပြီးမှမင်းအလဟဆဖြစ်သွားတာတော်တော်နှမျိုးကိုကောင်းတယ်တော်တော်နှမျိုးကိုကောင်းတယ်အတင်းရဲ့ standard တွေကတော်တော်ကိုကျလာပါပြီဆိုတော့တေးဟာအတင်းတွေလုံးဝကျင်းနေစရာမရှိခဲ့ဘူးလို့ကျွန်တော်ထင်တယ်ဒါကြောင့်ဘောတော့ဒီပွဲမှာတော့ဟိုအတင်းတွေအပိုင်အခွင့်အရေးတွေကိုကျွန်တော်အသုံးမချနိုင်ခဲ့တာကနစ်နာစရာလို့ကျွန်တော်ထင်တယ်နော်အာမလို့ဘဲပွဲနေတဲ့အကောင်မပြောဘူးတည်ရမလားလောက်တော့တည်ကြတာတော့မှပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့ကိုသင်းအချင်းကြီးကိုပြန်ကြည့်ပြကျွန်တော်ပြောချင်တာကနော်ကိုသင်းရဲ့အချင်းကြီးကိုကျွန်တော်ပြန်ကြည့်တည်လား အခုချိန်ရတရေရတော့ကျင်းတဲ့နေရာမှာအချိန်မျိုးကျွန်တော်မဟုတ်တော့ဘူးကြိုက်တဲ့အသင်းနဲ့ကံเนาะကျွန်တော်တို့တွေကပေါ့เนาะဟိုပွဲထဲမှာကျွန်တော်ဒီလိုမျိုး chance တွေမြင်နေရပြီဆိုမှတော့မင်းဂိုးမားကိုကျွန်တော်ရမှာအာဆင်နယ်ဗျာအမြင်ပေါ်ဒီတော့ရှောက်ကောင်းတဲ့အသင်းတို့ဟိုအဲ့ဘာလဲဟိုတောင်းငံမိုးကိုလုံးရတယ်အန်ဒီရဲ့များခဲ့တယ်ဆိုတော့ခက်ရှားရှားဟုတ်တယ်မလားအဲ့လောက်ထိကျွန်တော်တို့ကိုကစားမတွေကျူးကျူးဆဆကစားခဲ့တယ်ဝင်လေမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ပေါ့เนาะဒါပြောစရာအများကြီးမရှိဘူး defense defense ဘိုင်းမှာလည်း defense နဲ့ပတ်သက်လို့ပြောပြရမအများကြီးမရှိဘူး counter attack ထိရောက်မှုတွေကျွန်တော်ရှိတယ်ဒါပေမဲ့ goal တော့မသွင်းနိုင်ကြဘူးအဲ့လိုမျိုးကျူးကျူးစသားနဲ့ဒီလိုအခွင့်အရေးတွေရလာအောင်လုပ်ကြတယ်ရတော့အသုံးမချနိုင်ဘူးဆိုရင်လကားပဲဗျာတိလားဆိုတော့တေးဟာ United တွေကျင်းနေစရာမဟုတ်ဘူးဒီပွဲကကျွန်တော်တို့တော်တော်ကိုခင်မြင့်စရာကောင်းတဲ့ပွဲပါနော်တော်တော်ကိုဒေါသထွက်စရာကောင်းတဲ့ပွဲပါနော်ဒီပွဲကတေးတေးကြခဲ့တာကဘလို့မဲ့လက်ခံစရာကျွန်တော်မရှိဘူး ဆိုတော့ညီကိုရောဘယ်လိုမြင်ကြလဲခဏလေးလို့ချင်းကျွန်တော်တို့ဒါ fund discussion ကျွန်တော်ရှိပါတယ်မအေးစီကျွန်တော်ပြောလို့ရတယ်ဗောနော်ဆိုတော့ကစားမိုင်းနေပြောလို့ချင်းဦးနန်းနားလေးတကယ်ကောင်းနေ safe နှလုံးတော့ကျွန်တော်လုံးခဲ့တယ်တော်တော်လေးကောင်းပါလေဦးနန်းနားနေနဲ့နော်မာတီနယ်လီရဲ့နီယာပို့စ်ကိုကန်သွားတဲ့လုံးနေလို့ပါလို့ဆိုလို့ရှိရင်ဗောနော်ဒါမစိုးခဲ့ဘူးဗောနော်ဖန်နက်စ်ကလည်းသူ့အနေနဲ့သူ free kick ကန်သွားတာတော်တော်လေးကောင်းနေနောက်ဆုံးလုံးကလည်းဝင်ရမှာဗျာတော်တော်နှမျိုးဘူးကောင်းနေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကက်စမဲရိုးဆိုလို့ချင်းဒီနေ့ပွဲတင်မှာတော်တော်ကောင်းနေလို့ကျွန်တော်ထင်တယ် ကက်စမဲတို့အနေနဲ့တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါလိုတို့မစတာဘီတို့လည်းအဆင်ပြေတယ်ကျွန်တော်ဒီပွဲကကစားမတစ်ယောက်ချင်းစီတိုင်းမှာပြောเสียရဆိုလို့မင်းခုနကပြောတယ်ကျွန်တော်ပါလဲအဲရစ်ဆင်တို့တာမန်လောက်ပဲရှိတာအဲရစ်ဆင်ဘာမှမလုပ်နိုင်ဘူးပြတာမန်ပဲရှိတာဗျာသူတိပဲလင်ဒီလော့ဖ်တော်မှာပြင်ပြောเสียရမလိုခဲ့ဘူးစဉ်းစားကြည့်အဲ့လောက်ထိကစားမတိုင်းကကျူးသားခဲ့တာလင်ဒီလော့ဖ်တော်ပြောเสียရမလိုခဲ့ဘူးဆိုတော့အဲရစ်ဆင်တို့တာမန်ပဲဒုတိယပွဲမှာဝင်လာတဲ့ Resman White လည်းတော်တော်အဆင်မပြေဒုတိယပွဲမှာသူကျွန်တော်ပြောနေတာကဝင်လာတဲ့ကစားမ3ယောက်ရှိတယ်ဗျာ Toby Cole ရရှိတယ် Aiden Heaven ရှိတယ် Resman White လည်းရှိတယ် အဲ့ဒီမှာ white လည်းအညံဆုံးပဲ white လည်းအညံဆုံးပဲမစဉ်းစားကြည့် white လည်းအညံဆုံးဒါကိုကြည့်မယ်ဆိုရင်အစင်လုံးဝမပြေဘူးပြတိလားဒါကြောင့်ဘနော် resmat white လည်းနဲ့ပတ်သက်ပြီးတော့ဟိုပြိသက်တွေရဲ့ဘက်ကဝေဖန်တာတွေဘာတွေကဒီညမှာသွားပြီးတော့ကျွန်တော်ပြောလို့မရအောင်အခွင့်အရေးဖန်တီးမပြေဘူးဆိုလို့ရှိရင်ဒါကကျွန်တော်အခွင့်အရေးမဖန်တီးတဲ့ကစားမတွေကိုကျွန်တော်ဝေဖန်ရမှာအာတချို့ကျတော့ပြောကြတာရှိရဲ့ resmat white လည်းနဲ့ကွာဘော်လုံးကိုပြီးကျင်စရာမကောင်းဘူးသိတယ်မလားရတဲ့ကိုကျတော်လည်းမသွင်းဘူးဆိုပြီးပြောကြတယ်တကယ်တမ်းအဲ့လိုသွားစိတ်ဆိုးလို့မရဘူးအဲ့လိုသွားပြီးလို့လို့မရဘူး တိုင်းစင်မှုပြ Resman White Land ကစားကစား Zigzy ပဲကစားကစားသိတယ်မလားကျွန်တော်ဖန်တီးပေးရမယ့်ဟာဖန်တီးပေးရမှာပဲเนาะ White Land နေမဟုတ်ဘူးဗျာเนาะအာလင်းဟာလန်လည်းပဲကျွန်တော်နေเนาะပေးတဲ့အခွင့်အရေးတိုင်းတွင်းနာမှာမဟုတ်တွင်းနိုင်နာမှာမဟုတ်တာ CD ရဲ့ဘက်ကကျွန်တော်ပထမဆုံးအခွင့်အရေးတစ်ခုဖန်တီးပေးတယ် White Land မတွင်းနိုင်ဘူးဒုတိယအခွင့်အရေးတစ်ခုဖန်တီးပေးတယ်ဟောဆိုတော့ဟာလန်မတွင်းနိုင်ဘူးတတိယအခွင့်အရေးဖန်တီးတယ်ကျွန်တော်နေ Goal တွင်းသွားတယ်စရုတ်တာအခွင့်အရေးဖန်တီးတယ်ဂိုးသွင်းသွားတယ်ဆိုတော့ပြောချင်တာကဒါဘာလို့လဲ ငါမင်းကိုပထမဆုံးဘောလုံးပေးတယ်ကွာမင်းမှပေးတဲ့ဘောလုံးကိုမသွင်းနိုင်တယ်ဆိုပြီးတော့စိတ်ကောက်ပြီးတော့ဒီကောင်လေးအခွင့်အရေးပန်ဖန်တီးပဲမလုပ်ဘူးလေအဓိကဖန်တီးပေးရမယ့်ကောင်ဖန်တီးပေးရမှာပဲဂိုးသွင်းမှုကျူးပန်းမယ့်ကောင်ကျူးပန်းမှာပဲမင်း၁၀ဂျင်ကန်၁၀ဂျင်လုံးဝင်နေတာတိုက်စစ်မှုဆိုတာလောကမှာမရှိဘူးဟုတ်တယ်မလားကျွန်တော်တို့ကပြောနေတာ white line အဆင်မပြေလို့ဆိုပြီးတော့စိတ်ဆိုးလို့မရဘူးချုပ်လူတွေရေးထားကြတာတွေးလို့ပါသိရမလားနော် white line ကလည်းဘောလုံးပေးခြင်းစရာကိုမကောင်းဘူးပညာဆိုတော့ဟိုအဲ့လိုပြောရမလွန်ဘူး resmat white line ကလည်းကြီးပါလားမင်းစုပ်ပြတ်တတ်နေတာကစားတာဒါပေမဲ့လို့ပဲကျွန်တော်ပြောနေတာကခုနကဇစ်ဇီလုံးကျွန်တော်တို့ဘယ်လိုလုပ်မလဲ ဇစ်ဇီကွားမင်းကလည်းမင်းကလည်းမဘာလို့ပြောမလို့အဲ့လုံးတော့မှမင်းရိုင်ယန်နဲ့မင်းဝင်အောင်မသွင်းနိုင်ဘူးငါတို့ပေးဘူးကွာဆိုပြီးတော့လုံးလုံးမရဘူးလေဗျာဟုတ်တယ်မလားเนาะကျွန်တော်တို့အနေနဲ့တိုက်စစ်ကကစားမှာတိုက်စစ်လို့လုပ်ရမှာခွင်းလေကအခွင့်အရေးဖန်တီးတဲ့သူတွေတောင်မန်ကအခွင့်အရေးဖန်တီးပြီးတဲ့သူတွေကအဲ့လုံးလုပ်ရမှာပဲခန်စစ်ကကစားမှာခန်စစ်လုပ်ရမှာပဲမင်းတို့ကောင်တွေတိုက်စစ်တွေကကွာငါလုံးမှာပဲเนาะဂိုးမှမသွင်းကြတာငါလို့လည်းမင်းမင်းဂိုးမပြေးအောင်မလုပ်တော့ဘူးဆိုပြီးစိတ်ဆုလို့မရဘူးရသေးလားเนาะအဲကြောင့်ဟို Resman White လည်းအနေနဲ့တေးကြတယ်ဒီပုံစံနဲ့ဆိုလို့ရှင်တော့ပြောနေတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မင်း ချီရိုအိုဘီကမင်းကိုနေရာကြောယူသွားမှာတေးကြတယ်အဲ့လိုလိုမျိုးချီရိုအိုဘီမလွဲဘူးเนาะမင်း rest regularize ဒီကောင်ကို tackle လုပ်သွားတဲ့အလုံးမင်းတေးကြတယ်ချီရိုဆိုကန်မှာပဲ zigzag ကန်မှာပဲ white land မို့လို့ကိုဖြစ်နေတာကျွန်တော် resman white land အနေနဲ့ကျွန်တော်တော်တော်ကိုတိုင်ပတ်နေပါတယ်တော်တော်ကိုတိုင်ပတ်နေပါတယ်လို့အရင်ပွဲတွေတုန်းကကျွန်တော်တို့ပေါ့နော်သူ့ဘက်ကတွေးပြီးလို့ရပြီမဲ့လို့အခုလိုမျိုးပေါ့နော်အခွင့်အရေးဖန်တီးပြီးတော့လေအသုံးမချနိုင်တာတွေကတော်တော်ကိုပြောစရာကျွန်တော်ဖြစ်လာတယ်အဆင်မပြေဘူးပေါ့နော် ဆိုတော့ MOD အတွက်တော့ခုနကပြောလိုပဲရှိတဲ့လူလေးနဲ့သူရောက်အောင်လုပ်ရတယ်ဆိုတဲ့အခါကျတော့နီးပြအတွက်ကတော့တမတ်ကသူကျင်းနေစရာဖြစ်ကောင်းဖြစ်မှာပေါ့လေဒါပေမဲ့ကျွန်တော်တို့ပြည်သက်တွေတို့ဘာလို့အတွက်တကယ်တမ်းအကလတ်တင်ရဲ့အချိန်ကြီးရအဆင့်ဆက်လေးမှာဝဲလေဝဲလေဖြစ်နေတဲ့အသင်းမျိုးကတရေတမတ်ရလို့ဆိုပြီးတော့အိမ်ဝင်းမှာကျင်းနေစရာအကြောင်းရင်းကကျွန်တော်အများကြီးရှိမနေဘူးပေါ့နော်ဒီပွဲမှာနောက်ထပ်ကျွန်တော်တို့အနေနဲ့တကယ်ကောင်းတဲ့ကစားမကဂါနာချူဒီနေရာမှာပဲကျွန်တော် ပြောချင်တာကဂါနာချူဒီနေ့ပွဲတွေမှာဆုံးဖြတ်ချက်ချတာနေမှန်းနေအမြဲတမ်းဒါမျိုးဖြစ်စေချင်တာပြည်တနာက ာလို့လဲကျွန်တော်တို့ကြည့်ပြဂါနာချူတီနေပွဲမှာဆိုလို့ရှိရင်လှုပ်ဆရာရှိရလှုပ်သွားတယ်ဟောလုံးဝရှိမှလည်းပြီးလို့မရတော့ဘူးနောက်မှလည်းပြီးစရာလူမရှိဘူးဘောလုံးကိုလူဝစ်ကယ်လီနဲ့ရအောင်ထိမ့်ပြီးတော့ဖောင်းယူသွားတာအဲ့လိုမျိုးအုံနောက်နဲ့ကစားပြသိတယ်မလားကိုအီဒီယာပတ်ချက်မှလည်းဖြစ်နေတယ်ရှေ့လည်းပြီးလို့မရဘူးနောက်လည်းပြန်ပြီးအန်ဒီအများတယ်ဆိုတော့ဘာလို့လဲတနည်းပဲရှိတယ်ဖောင်းယူလိုက်အဲဒီလိုဖောင်းယူသွားတယ်တိုက်စစ် attacking threat တွေကိုကျွန်တော်ကြည့် လူပေးတရားရှိတာတွေကျွန်တော်ပေးတယ်တလုံးကန်သွားသေးတယ်။ OK ပြဿနာမရှိဘူးကန်အောင်တော့ဒါပေမဲ့လို့ဗျာ Fernandez ကိုချိုးပေးတဲ့ဟိုဘက်ချက်မှာအလုံးနေမယ် Resman Wildland တွေဖန်တီးပေးတယ်လို့ Fernandez City သူအဝေးဆွဲလာတယ် Fernandez ကိုပေးတယ်တော့ကျွန်တော်ဒါ Toby Collier ပတ်ပြေးတယ်ထိုးပေးလိုက်တယ်ဒီဘက်ပြန်ချိုးတယ် Wildland ကိုရမယ်လို့မရဘူးကိုးပေါက်ကန်သူမူတက်အောင်ကန်မယ်လို့မတဲခင်ဘူးပြောချင်တာကအဲ့လိုလုံးနေရှိတယ်။ Mazdawi နဲ့နော်ဒီ Ghana ချိုးတို့တွဲကစားတာဒီပွဲမှာအဆင်ပြေတယ်ဆိုတော့အမြဲတမ်းဗျာကျွန်တော်ဖြစ်စေချင်တာကအဲ့လိုမျိုး တည်တယ်နော် space တွေလွတ်နေတဲ့ဆွဲပြေးပြဿနာမရှိဘူးအဲပေးတရားရှိတဲ့လူကပေးကန်တရားရှိတဲ့လူကကန်ချိတ်ဆရာရှိတဲ့လူကချိတ်ဆက်နဲ့ကစားပြအခုကရှေ့ပွဲဒီမှာဆိုလို့ရှိရင်ရှေ့မကြီးနောက်မကြီးကစားတယ်ပေးရမယ့်အချိန်မှာဘောလုံးကမပေးဘူးနော်မကန်အတင်းရတဲ့အချိန်မှာရှောက်ကန်တယ်ဒါမျိုးတွေကျွန်တော်ဖြစ်နေတာဆိုတော့ငငယ်လေးပဲရှိသေးတယ်အသက်ကတည်တယ်မလားဒီထက်ပို့ပြီးတော့ကောင်းအောင်ကျိုးပန်းမှာဗျာအခုကဒီလိုပဲကာနာချူတွေမဟုတ်ဘူးအခုကတသိန်းလုံးနီးပါးကျွန်တော်အဆင်ပြေနေတာ restless white line ကလွှဲရင် ဟုတ်မာစတာဝီနဲ့ဒါလောက်တောင်ကြည့်ပါလားဒါလောက်တောင်မှာခုနကဒုတိယပိုင်းမှာမင်းအုံဆိုကမ်းပလိုက်တာဘယောက်တော့မှမသိဘူးအဲ့လုံးကလွဲရင်မင်းဖြစ်နေမို့ပီလာနေတယ်ဟုတ်နေတယ်ဝင်းဘတ်ကဝင်းဘတ်လိုကစားနေတာဗျာသိလားကက်စမဲရီတို့နော် switching play လုပ်လိုက်တယ် delete တို့ switch လုပ်လိုက်တယ်လို့ဗာမဲသူတို့စီကွက်တီရောက်တယ်ဝင်းဘတ်တီကလုံးဝတောင်းမမရောက်နေတာအဲ့ဒါလိုဖြစ်နေရမှာဗျာတံပြန်သွားပြီဆိုတာနဲ့ down ဝင်းဘတ်တီကရောက်နေရမယ်ဘာလို့လဲကျွန်တော်တို့မှာ tight set က3ယောက်ပဲရှိတာလေနော် tight set က3ယောက်ပဲရှိတာ every single မပြေးနိုင်ဘူး zigzag ကမပြေးနိုင်ဘူးဗျာဂါနာချိုတယောက်ထဲနဲ့ကျွန်တော်တို့ဘယ်လိုတံပြန်သွားမလဲ ါတော့မှဒီကောင်လေးရဖြစ်အောင်လုပ်ပေးနေတာအပြောချင်တာကဆိုတော့ Master V ဆိုလို့ရှိရင်ဂါနာချူတီဘောလုံးရပြီဆိုတော့ ਨੇ အပြေးလာပြီးတော့ကျွန်တော်တို့ဒါအခြေဆက်တွေပါနေကစားနေတာဒီလူကစားစီရင်တာเนาะဒီလူကစားအမှသိတယ်မလားအခုကဂါနာချူတီဘောလုံးရောက်ရင်နောက်ကဝင်းဘက်ကပါမလာဘူးအရင်ပွဲတွေမှာเนาะဟိုထားပါတော့နံပါတ်10ကိုတယောက်စီမှာဘောလုံးရောက်နောက်ကဝင်းဘက်တွေကပါမလာဘူးအလကုံတော့နောက်မှကြီးပြဲဆိုတော့ full backs တွေလိုကစားနေတာဗျာအဲသူတို့ကလည်း neutral wing backs တွေမဟုတ်တဲ့ခါကျတော့ နှစ်ယောက်စလုံးက full backs ကြီးဆိုတော့သူတို့ mindset ရရှိရရှိတာပေါ့လေဒါပေမဲ့လည်းလို့ဒီနည်းပြလက်အောင်မှာပဲကစားနေတာဘယ်နှပွဲရှိနေပြီလဲ full backs တို့တွေ wing backs တို့တွေဘယ်လိုမျိုးကစားနေလဲသိနေတာပဲမသိရမလားဆိုတော့ဟိုဒါကြောင့်ပါတော့ကာနာချူကဒီဘက်မှာအများကြီးပူကောင်းကလေးကစားမှာပါဆိုတော့ကက်ဆမေရိုတော်တော်ကိုကောင်းကလေးကစားမှာပါလန်နီယူတို့လည်းကံမကောင်းစွာနဲ့သူ injury ရသွားတယ်เนาะကျွန်တော်တို့ကရေရှည်မနာဘူးကျွန်တော်မျှော်လင့်တယ် Eden Heaven တွေကဒါ chance ပါဒီကောင်လေးက Eden Heaven လေးတော်တော်ကောင်းနေတော့တည်လာเนาะအဲ့ကောင်လေးဘယ်လိုချင်းကြောင်အဲ့ဒီဒုတိယပြီးမှဝင်လာပြီးတော့ ဒီယူရိုနီယာမှာကစားသွားတာတော်တော်လေးတည်တည်ငြိမ်ငြိမ်ဖြစ်တယ်။တည်လာနော်လုံးဝဟိုဘယ်လိုပြောမလဲဂမူဂူရှောက်ကန်တာမျိုးတွေကျွန်တော်မရှိဘူးဗျာဖြတ်တဲ့နေလုံသူရအောင် ဖြတ်တယ်။နော် position ပေးတဲ့နေလုံသူပွေးတယ်ဆွဲပြေးတဲ့နေလုံသူဆွဲပြေးတယ်။ဆိုတော့ listener တို့ Martinez ရဲ့ဘဲချီတန် LCB နေရာလွတ်နေတဲ့နေရာကိုဒီကောင်လေးအသက်ငယ်သေးပြီမဲ့သူဝင်ကစားတော့မှာအကယ်လို့ injury ပြဿနာကြောင့်ယူရိုသာရှေ့ပွဲမပါနိုင်ဘူးဆိုလို့ရှိရင် heaven ဘာလို့ကိုကျွန်တော်တွေးကောင်းတွေးရနိုင်တယ် နော်ဆိုတော့ဒီကောင်တွေ့ကောင်းတွေ့ရနေနေပေါ့နော်ဆိုတော့ဒီလစ်လည်းအများကြီးဆင်ပြေတယ်ဒီနေ့ပွဲမှာလင်နီလော့ဖ်လည်းပဲကျွန်တော်မထင်မဖက်နဲ့အများကြီးဆင်ပြေတယ်သူကစားသွားတာစန်ဒရယ်ဆိုမှာ threat တွေအများကြီးမလာဘူးလာတဲ့လုံးနေတယ်သူရှင်းနိုင်နေပေါ့နော်အဲကြောင့်ဒီပွဲကတော်တော်များများကတော့အဆင်ပြေခဲ့တယ်ဒါပေမဲ့လို့ကျွန်တော်တို့အပိုင်အခွင့်ရေးတွေမှာနော်ဆိုတော့နော်အပိုင်အခွင့်ရေးတွေမှာကျွန်တော်တကယ်တမ်းကဗျာမြင်ကြည်နေဆရာမရှိဘူးအဲ့လုံးနေရရင်ဂုံးရကွန်ရရမှာကွာဒီကြောင့်ဒီလိုရအောင်လို့နော်ဒီလိုရအောင်လို့ဒီလိုဖန်တီးလာတာအဲ့လုံးနေကိုဂိုးမသွင်းနိုင်ဘူးအင်းမြင်ဂိုးကမြင်ရကိုရနေမှာအဲ့ဂိုးတွေကမြင်သိတယ်မလားနော် ကျင်းရမကောင်းဘူးเนาะဆိုတော့เนาะဒါကြောင့်လောလောဆယ်မှာကျင်းနေဆရာမရှိပါဘူးเนาะနှစ်မျက်ယော့ခဲ့တဲ့ပွဲပါနှစ်မျက်ယော့ခဲ့တဲ့ပွဲပါเนาะဆိုတော့ညီကလို့ရောဘလူမင်းရလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်ဆိုတော့လောဆယ်ကျင်းကျွညီကလို့ဒါထောင်းချောက်ဝါကြောင့်ရှိပါတယ်တယောက်ချင်းစီတိုင်းကိုချစ်သူများကြီးပါတယ်ဆိုတော့ခဏနေရင် Fantasy Cash မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့အားလုံးကိုကျေးဇူးပါ